မောင်နှမလိုရောတငယ်ချင်းလိုပါအမြင်နဲ့ပြီးနာမှရှိနေခဲ့တဲ့အကိုဖြစ်သူဟိဝီရန်ရဲ့မင်္ဂလာပွဲမှာအမတ်တရစကားပြောစားရင်းနဲ့မျက်ရည်တွေမထိန်နိုင်အောင်ပွဲထဲမှာငိုကြွေးခဲ့တဲ့ဟိဝီရန်ရဲ့ညီမလေးအယ်လာရွှေစင်မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကနိုဝင်ဘာလ15ရက်နေ့ကကျင်းပပြုလုပ်ပြီးစီခဲ့တဲ့တရုတ်ဆောင်ဟိဝီရန်နဲ့ဆွေပြေးတစင်တို့ရဲ့မင်္ဂလာညစာစားပွဲလေးမှာတော့ဟိဝီရန်ရဲ့ညီမဖြစ်သူအယ်လာရွှေစင်ကအကိုဖြစ်သူဟိဝီရန်ရဲ့တောင်းဆိုချက်အရအမတ်တရစကားပြောကြားခဲ့တာပဲဖြစ်ပါတယ် အဲလာကတော့မောင်နှမ၄ယောက်ထဲမှာအငယ်ဆုံးသမီးလေးဖြစ်ပြီးအခုဆိုရင်တော့ကျန်တဲ့မောင်နှမ၃ယောက်စလုံးကအိမ်အောင်ကျသွားခဲ့ပြီဖြစ်တာကြောင့်မိဘတွေနားမှာသူမတစ်ယောက်တည်းပဲကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်ဟေးဝီယန်နဲ့အဲလာရွှေစင်တို့ဟာအထက်အောက်မောင်နှမတွေဖြစ်ကြတဲ့အတွက်မောင်နှမလိုရောတကယ်ချင်းလိုပါရင်းနှီးခဲ့ကြတာလည်းဖြစ်ပါတယ်အလားလေးကဟိဝိယံနဲ့စုပြည့်တစဉ်ချစ်သူဖြစ်နေတဲ့ကာလာတစ်လျှောက်လုံးပါလေစုပြည့်အပေါ်မှာအမားတယောက်လိုချစ်ခင်တွေ့တာခဲ့သူလည်းဖြစ်ပါတယ် အခုကျင်းပပြီးစီခဲ့တဲ့မင်္ဂလာညစာစားပွဲလေးမှာလည်းအလားရွှေစင်းကအကိုဖြစ်သူဟိဝေရန်လက်ထက်မင်္ဂလာပွဲကျင်းပသွားပြီးသူမတယောက်တည်းကြံခဲ့တဲ့အချိန်ရင်းထဲကခန်းစားချက်တွေကိုဝန်နေဝန်တာပြောပြလာခဲ့တာလည်းဖြစ်ပါတယ်အလာကတော့စင်ပေါ်မှာအမတ်တရစကားပြောကြရင်းနဲ့မျက်ရည်တွေမထိနိုင်အောင်ငိုကြေးခဲ့တာကြောင့်သူတို့သားနဲ့သူတို့သမီးကတော့ပြန်ပြီးချော့ရတဲ့အထိဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဟိဝိယံတို့မင်္ဂလာပွဲလေးကိုကြည့်ရင်ပရိသတ်တွေလည်းကြည်နူးဝမ်းသာကြရသလိုဟိဝိယံရဲ့ညီမလေးအဲလာရွှေစင်ခန်းစားနေရတဲ့ရင်းနှီးကခန်းစားချက်တွေကိုလည်းပရိသတ်တွေကထပ်တူခန်းစားနိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။အဲ့ဒါပြောပါလက်လက်စာရေးပြောပြပါဦးခင်ဗျာ။အာဘလိုလဲဆိုတော့တော့နော်။အာအခုတော့အမှတ်တရရတဲ့ကတော့ လည်းမလို့ပြောနေပါဘူးအာဒါမှမဟုတ်ဒီနေ့အကောင်ကပြောအလတ်စီးလဲမှာပေါ့နော်အညီမလေးရဲ့အကိုကိုရဲ့အဖက်တရားစကားလေးစင်ပေါ်ကပြောပေးလို့ရမလားပေါ့နော်ဆိုတော့အညာကိုအာ surprise လည်းဖြစ်ပါရဲ့စိတ်လည်းလောချောင်းပါရဲ့ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီစင်ပေါ်မနက်တန်းကြီးကိုစကားလုံးလေးအများကြီးနဲ့စီခဲ့တယ် ဒီနေ့ပြောမယ်ပေါ့နော်ဟုတ်တယ်ဒါပေမဲ့ဒီနေ့လက်တွေ့မှာအားလုံးသိပါပါတယ်ဟုတ်ကဲ့ဝမ်းသာစီကြီးစိုးနေရအောင်ဟုတ်ကဲ့အဲ့ဒါကိုစိုးရရနေကြောင်းလေးကျွန်တော်ဟိုဟို Instagram ပြီးပြီးတော့နေပြီပဲเนาะအဲ့တော့ပထမအဆုံးအနေနဲ့ဒီလိုမျိုးအဖိုးတက်ပြီးတော့မှသိကိုနောက်ပါရင်သတို့သမီးလေးကိုခေါ်ဆောင်လာပြီးအခုအတွက်ကျေးဇူးတင်စကားလေးအဲအားအားအားကြောင်းပါရဲ့ဘာလဲဆိုတော့ အဖေကလည်းအမောအရင်ချစ်တယ်အမကလည်းအဖို့အရင်ချစ်တယ်အဲ့တော့ဒီလိုဆက်လာဆက်ဆောင်းအမတယောက်ကိုဆက်လာပြီးတော့အနိုင်ရပြီးဆိုကြပါရဲ့ရန်ဝန်တော်ပါရဲ့ဟုတ်ကဲ့ပါဗျာအခုတည်းကကြောက်ရတဲ့ခင်ဗျာ 我要变。

တော့ဒီလေးထမလေးတွေအများကြီးတွေ့ပါတော့ကြောက်ခံပါရဲ့အဲပရင်တက်တွေကဘယ်နှစ်ယောက်လဲခင်ဗျာလက်ကလေးထောင်ပြပြီးလေးရမလားတစ်ယောက်နှစ်ယောက်သုံးယောက်ဟောများရောရောဆယ်ယောက်တွေခင်ဗျာဒီနေ့ဒီမော်နင်း thank you so much ခင်ဗျာဒီလိုကြရည်တွေပါခင်ဗျာဒီနေ့ကနေလာယူပါဦးเนาะဟုတ်ကဲ့ပါခင်ဗျာတပည့်တော်ဘယ်နှစ်ယောက်လဲ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 ခင်ဗျာ Okay, well, thank you so much for coming. Yeah. Okay, well, check your leaves